အလုံးပဲမိကလာပါဒီနေ့မန္တလေး PDF ကနေပြီးရောပေါ့နော်ဒီ PDF တွေပေါ့နော်လေးနဲ့တဲ့တင်းစကားလေးတစ်ခုကို message တစ်ခုပေးလိုက်ပါတယ်ဒါကတော့ဒီစစ်ကောင်စီအနေနဲ့ပေါ့နော် PDF တွေကိုအတင်းအဓမ္မဖန်ဆီးတာတွေဒီပေါ်တာဆွဲတာတွေဒီစစ်မှုထိုင်ကဘောတွေမဲနိုင်နေရရပေါ့နော်အရင်တော့ဆိုရင်တဲ့ တော့ရွာတွေဒီချေးရွာတွေဒီမှာပဲရှိရပေါ့နော်ဒီတော့ရွာတွေမှာပဲဖန်စီရာတွေစမှုတမှုတွေမဲနေရာတွေရှိခဲ့ရတာနေအခုဆိုရင်ပေါ့နော်ဟိုမနေ့ကဆိုရင်ဒီမန္တလေးတိုင်းမဟာအောင်မြင်မြို့ထိရောက်ရှိလာပြီးတော့ဒီရောက်ရှိလာပြီးတော့ပေါ့နော်မြို့ကြီးတွေမှာပေါ့နော်အာတီတူတွေကိုမဲနေခံပြီးတော့ဒီစမှုထံကဘူတီဖြစ်လာပြီးပေါ့နော်အခုဆိုရင်တီတူတွေကိုစမှုထံခံလာပေါ့နော် အပတ်စစ်စနစ်တရှိနေဘူးเนาะဒီအပတ်စစ်စနစ်ဆိုတော်တော်လေးများလာပြီးပြည်သူတွေပေါ့เนาะရန်ကုန်မန္တလေးမြို့အစရှိရဲ့မြို့ကြီးတွေမှာပြည်သူတွေကိုမတရားထောင်နှင်ချီဖမ်းဆီးပြီးတော့ပေါ့เนาะဟိုပြည်သူတွေကိုအဲဒီလုံငယ်တွေပေါ့เนาะအတင်းအနမစစ်မှုထက်တင်တဲ့တက်ခိုင်းပြီးတော့အသေးခံတပွဲဝင်ခိုင်းနေပေါ့เนาะပြည်သူတို့ရဲ့အာဏာကိုအတုရှိဖို့အတွက်ဒီလိုမျိုးပေါ့เนาะဟို ဟိုလူငယ်လူရွယ်တွေအသက်ကိုစတေးပြီးတော့လောက်ခိုင်းနေရပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့မသိ PDF ကပြည်သူတွေကိုတည်င်းစကားတခုပါလိုက်တာတော့ပါလဲဆိုရင်ပြည်သူတွေအနေနဲ့ပေါ့နော်ဒီမတရားတဲ့အာဏာကိုချုပ်ကန်ထားတဲ့ဒီလူသူစုကောင်းဆောင်ဖို့အတွက်ပဲစုမှုထမ်းတဲ့လမ်းကိုရွေးချယ်မလားဒါမှမဟုတ်ရင်ပြည်သူတွေတစ်ခုလုံးဒုက္ခရောက်နေရတဲ့ဟာကို တော်လည်းဘို့အတွက်ဒီ PDF တွေနဲ့ပဲဒီပြည်သူ့ကော်မတီဘတ်တော်နဲ့ပဲပူးပေါင်းမလားဆိုတော့ပြည်သူတွေအတွက်ပေါ့နော်ဟိုရွေးချယ်ရအောင်ပဲပေါ့နော်လမ်းဆိုလောကအချင်းကိုရောက်ရှိနေဖြစ်ပါတယ်ပေါ့နော်ပြီးတော့လည်းဟောပေါ့ဒီအချင်းရပေါ့နော်ကိုရွေးချယ်ထားတဲ့လမ်းကလည်းပေါ့နော်အဆုံးထိဆက်ရှောက်အောင်ဖြစ်တဲ့အတွက်ဘယ်လမ်းကိုရွေးချယ်အောင်လဲဆိုတော့တေချာရွေးချယ်ပြီးတော့ဒီလမ်းမမရောက်စေဖို့လည်းဒီပြည်သူ့ကော်မတီတပ်တော်မန္တလေး PDF ကနေပြည်သူတွေကိုတင်းစကားပါလာဖြစ်ပါတယ်နောက်ပြီးတော့ အပီတူတွေအနေနဲ့ပေါ့နော်ဟိုအခုဆိုရင်ပေါ့နော်သူတို့ကိုလာရောက်ဆက်သွယ်ပြီးတော့ပေါ့နော်သူတို့နဲ့သူပူပေါင်းပြီးတော့ဒီမတရားစနစ်ကိုတွန်းလှန်ဖို့အတွက်ဒီမန္တလေး PDF တွေကလည်းဖိတ်ခေါ်ထားပါတယ်။နောက်ပြီးတော့ဒီမန္တလေး PDF တွေကပေါ့နော်ထပ်ပြောတာကတော့အမ်ဒီစမှုမတိထမ်းဖို့တော့ပေါ့နော်မတရားဖန်ဆီးခေါ်ထားလူငယ်တွေဆိုလည်းအညောင်များဆိုလည်းပေါ့နော်ဒီလိုမျိုးဟိုဖန်ဆီးခံရလူငယ်ဆိုပြီးရေပေါ့နော်ပြီးပြီးတော့ဒီလိုမျိုးပြည်သူ့ကော်မတီတော်နဲ့ ပူပေါင်းတာအများကြီးရှိရပေါ့နော်တခြားမဟုတ်ပေါ့နော်အခုအချိန်ကပေါ့နော်ဟိုဟိုနောက်ဆုံးအချိန်လည်းရောက်နေပြီဗီဒီယိုတွေအနေနဲ့မတရားဖန်ဆီးခံပြီးတော့ဒီစစ်တပ်အတွက်ဒီလူသုကောင်းစားဖို့အတွက်လက်နက်ကပ်ပြီးတက်ပြီးမလားပေါ်တာဆဲခံမလားဖန်ဆီးခံမလားနောက်ပြီးတော့ဟိုဟိုစစ်ဝါမဲရီဘိုင်းနိုင်ပြီးတော့ပဲအတကောတကောကိုစတိမှာဒါမှမဟုတ်ဒီဘက်ပေါ်နော်အမှန်တရားအတွက်တော့ဝင်နေတဲ့ အဲဒီကောက်ကတမ်းတော့နပူပေါင်းပြီးတော့ပဲတောက်ဝဲဝင်မလားဆိုတော့ကို monthly pdf ကနေပြီးတော့ပြည်သူလူထုစကားပါလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အခုချိန်မှာတော့ monthly pdf ကပြောကြတော့ဘောသူတို့နဲ့သူလက်သွဲချင်တယ်ဆိုပြီးပေါ့နော်သူတို့လာရောက်ဆက်သွယ်ပြီးပူပေါင်းနေတယ်ဆိုပြီးတော့ people spring facebook media မှာတင်ပြထားပဲဖြစ်ပါတယ်။ကျေးဇူးကြရတဲ့ပြည်သက်တယောက်ချစ်စီတဲ့ကိုအများကြီးကျေးဇူးပေးရှိပါတယ်။